ားလုံးမင်္ဂလာပါဗျာတပန်ပြန်လဲတွေ့ရှိကြပြန်ပါဗျာဒီကနေ့တက်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ကျွန်တော်ရဲ့မြန်မာလက်ဝဲဖိုက်တာသွေးလင်းထက်နဲ့ Rocky ဆိုတဲ့ဖိုက်တာကိုရှင်ပြိုင်ထုတ်သက်သွားတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်လဲဖိုက်တာနေလုံးဟာဝိတ်ပွင့်အောင်ကစားနိုင်ကြတဲ့ဖိုက်တာဖြစ်ပြီးတော့တကယ်ကိုပွဲချန်ပြခဲ့တဲ့ ပွဲကောင်းပွဲစဉ်တစ်ပွဲဖြစ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေနဲ့ဒီပွဲစဉ်မှာဘယ်လိုမျိုးရှင်ပြိုင်ထိုးတက်တွားသလဲဆိုတာကိုစောင့်ကြည့်လိုက်ကြရအောင်ပါတကတော့ဒိုလင်တက်ဆိုတဲ့ဖိုက်တာဖြစ်ပါတယ်ဒိုလင်တက်အနေနဲ့ကတော့ဝမ်ချမ်ပီယံရှစ်ဖွဲ့စည်းမှာတကယ်ကိုလက်ရည်ကောင်းကောင်းပြထားတဲ့ဖိုက်တာဖြစ်ပြီးတော့စွမ်းဆောင်မှုကောင်းကောင်းတွေဖန်တီးပြထားတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်ဒါကတော့ဒိုလင်တက်ရဲ့ရှင်ပြိုင်ထိုးတက်သွားမယ့်ဖိုက်တာဖြစ်ပြီးတော့သူကတော့ဒိုင်းနိုင်ငံသားဖိုက်တာဖြစ်ပါတယ် လက်အိမ်ဒီကိုဝစ်စင်ထားတဲ့ပုံကိုကြည့်မယ်ဆိုလို့ရှိရင်သူ့နယ်သွေးလင်းထက်ထက် one championship အဖွဲ့စီမှာရောအခြားအနေအမှာပါပို့ပြီးတော့ experience များတဲ့ဒီ fighter တူဖြစ်နေပွဲထုတ်လာတယ်လို့ထင်ပါတယ်။ကဲဒါကတော့ကျွန်တော်တို့ရဲ့ fighter ချမ်းသွေးလင်းထက်ဖြစ်ပါတယ်။ကဲဒါကြီးကပွဲတဲပေးထားလိုက်ပါပြီဗျ။ fighter ညာလုံးနေတဲ့ဝီဒီဝိတ်တန်းငယ်လေးတွေက fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့အရန်မောင်းကတော့တိတ်ပြီးတော့မြင်မာနေမှုတော့မရှိပါဘူး။ဒါပေမဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အမန်ကန်တီးထုတ်နိုင်တဲ့ပုံစံတွေကိုတွေ့ရမှာဖြစ်ပြီးတော့ တော်လေးကို training လက်ကျင့်ကမ်းတွေစေထားတဲ့ပုံတူပါတယ်ကဲဆိုတော့စပါပြီ fighter ရဲ့ stance ကိုကြည့်မှဆိုရင်ဘဲချေပြီးရှေ့ထုတ်ပြီးတော့ကစားတဲ့ orthodox ညာတန်ကစားသမားတွေပဲဖြစ်ပါတယ်ဟာတွင်ထက်ကဆတ်ဆချင်းဆိုသလိုပဲမြစ်ချေကန်ချက်တွေပေးထားတယ်ဗျမြစ်ချေကန်ချက်တွေပေးတဲ့ white lap 3တွေနဲ့ counter ပြန်ပြီးတော့ထိုးတယ်ဗျ Oh my god ဆတ်ဆချင်းဆိုလိုပဲတွင်ထက်အနေနဲ့လက်သီးနှလုံးကြွေးလိုက်ပြီးသူလည်းတလုံးစားလိုက်ရတယ်ဗျ Oh my god, one two letter jadi mana pirar eh. Loki kencar di kau ni biar tapak rocky sore fighter. Loki kencar di pirar itu ni tak kau Loki di pirar eh biar. Oh, hari am cuk deh. Lebih ni buat jual ni deh biar. Di kau mana bi? Emang mana? Wei Thai ni mana bi biar? Aku cek kencar di pirar eh. โอ้ my god ဒါတိုးလင်းတဲ့လက်တီးထိုးတာနည်းနည်းလေးတမျိုးလေးတော့ဖြစ်နေတယ်ဗျာကျွန်တော်နေနဲ့တခြားဖိုက်တာတွေနဲ့မတူပဲထူးခြားတယ်လို့ငငယ်ယူစမိတယ်ဗျာသူနေနဲ့လောကကိုအားကုန်ကြီးပြီးပြစ်လွှဲပြီးတော့ထိုးတာဗျာကြည့်လိုက်မယ်ဆိုရင်သိတယ်ဗျာအားကုန်ကြီးပြီးပြစ်လွှဲပြီးတော့ထိုးတာဗျာရော်ကီကခြေကန်ချက်တွေပေးထားတယ်ခြေကန်ချက်တွေပေးထားနေဗျာ1 2လက်တီးချက်တွေပေးထားတဲ့စတော့ကိုကန်ထားပြီးတော့ကောင်တာပြန်ပြီးတော့ထိုးဖို့ကြိုးစားပေမဲ့တယ်လီဂျီကပြန်ပြီးတော့တားလိုက်တယ်ဗျာ โอ้ลูกเกดีปีร่าเบียมีวัยเล็กดีเดียปีร่าเนี่ยลูกเกดีปีร่าเนี่ยชิคกี้พายเดียปีร่าเนี่ยโอ้ my god โอ้ลูกเกดีปีร่าเราเพิ่งทายมาจ้าเลยจ้าตอนนี้ก็กำมาเลยวัยเล็กดีเดียปีร่าเนี่ยดูท่าวิ่งตัวใต้เดียที่เดียจ้า အခြေခံချက်နဲ့ပဲ pressure ပေးပြီးခွာထားသေးတယ်ဗျ။ Wallet တီးထပ်ပြီးတော့ပေးထားသေးတယ်။မြင့်ချေခံချက်ပြန်ပြီးတော့ပေးထားတယ်။မြင့်ချေတားချေတွေကသုံးထားတယ်ဗျ။ Donate ထပ်ထိုးတက်ပုံထိုးတက်နေအကွက်ကတော့စုံလာတယ်လို့ပြောရမှာဗျ။ Oh spinning back elbow တော်လေးကိုကောင်းတယ်ဗျ။နောက်ပြန်တရောင်းရိုက်ချက်ပေါ့ဗျာ။တော်တော်လေးကိုကောင်းပါတယ်။ဒိန်ကနေနေအောင်ထိသွားတယ်ဗျ။ ဒီနောက်ပြန်တော့ရဲ့ချက်နောက်တစ်ချက်ထက်ရိုက်ဖို့ကြိုးစားပြီးမယ်ဆင်မပြေဘူးအခုတော့ဒူးတိုက်ချက်တွေနဲ့ပဲသူ့ပြန်ဘက်ကိုနှေးထားသေးတယ်ရောက်ကလစ်မှာဒူးတိုက်ချက်တွေပေးထားတာလည်းကောင်းတယ်ရောက်ဟောဂီယိုတင်းချုပ်နဲ့ချုပ်ထားတယ်ရောက်တော်တော်ဆိုးတယ်ရောက်အဲတော့ဒီတက်စပင်းနဲ့ဘက်ဖစ်တွေပါကြွေးဖို့ကြိုးစားနေရောက်ရောက်ကဲပထမချီတော့ပြီးတော့ပြီဒုတိယချီဒုတိယချီစပြီဒုတိယချီမှာဆိုရင်လည်း tôi lên trên cao về xa bây giờ tay xếp phun đi nó sọt đấy bây giờ đi chơi được pin hà cao này bây giờ đi chơi được pin này cái clinch mà tôi chú tay của chú ra này đang là xin được biểu bây chỉ cần chơi được pin hà cao này bây clinch trên này đấy anh em mà tru lâu này chú tru lại là mà sâu bây giờ chú tru tru này lại là mà sâu ô bây giờ là đi chơi được pin hà cao này 1 2တွဲလုံးတိတ်ပြီးတော့သုံးတာမတွေ့ဘူးဗျာအဲ့ white lead တွေကိုတော်တော်သုံးနေကြပုံမှန်ဆိုရင်1 2လက်တီချက်ပေးထားပြီးတော့သုံးအောင်ပါဗျာဒါမဲ့သူ white lead တွေကိုအဓိကထားပြီးတော့သုံးနေတာကိုတွေ့ရတယ်ဗျာဟော spinning back elbow ထပ်ပြီးတော့ထိပြန်ရိုးသွင်းလင်းထက်ရဲ့ spinning back elbow နောက်ပြန်တောင်ရဲ့ချက်တော်တော်လေးကိုကောင်းတယ်ဗျကင်တလူကြီးနေနဲ့အမှတ်စင်မှာရှိနေရပြီပြန်ပြီးတော့ထလာပြီဗျ မြင့်ချိန်ကန်ချက်ပေးထားတယ်ကောင်းတယ်ဗျ switch kick ပုံစံမျိုးနဲ့မြင့်ချိန်ကန်ချက်ပေးတာတော်တော်ကောင်းတယ်ဥပမာက pin လက်သီးအဲဒါပေမဲ့သူက clinch မှာဒူးတော့မတိုက်တယ်ဘူးဗျသွေးလင်းထက်နေနဲ့ clinch ပိုင်းမှာဒူးတိုက်တာပါညာနေငယ်တော့လိုအပ်နေသေးတယ်ဗျအဲကင်မရာ၆ကို plan ဆွဲပြီးတော့သူနေနဲ့ကောင်တာထိုးဖို့ကြိုးစားတယ်ဗျ oh my god ကောင်တာလက်သီးဘယ် white ညာ white ဟိုဒါပေမဲ့အဲ့လက်သီးတွေမထိတာခတ်တယ်ဗျထိများထိလိုက်လို့တော်တော်လေးအိစိတ်သွားမယ်ဗျဒူးတိုက်ချက်တွေပေးထားတယ် โอ้ my god လက်တီးချက်တွေပေးထားတယ်ယုတ်ရသွေးလေးထက်အနေနဲ့ကတော့သူ့ရဲ့ဒီပွဲချင်းမှာ knock down ကိုရရှိသွားပြီပေါ့နော် knock down ရသွားပြီဆိုတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အေးစေးစေးပဲအမှတ်ယူပြီးတော့ကစားလို့ရပြီဗျာ oh my god သွေးလင်းထက်ရယ်ချိန်လျှော်ပြီးတော့ချေချော်လဲသွားတယ်ဗျာအိုးသွေးလင်းထက်ထိရယ်ဘုကေကကြရပြီးထားရယ်ဗျာ oh my god ထပ်ပြီးတော့ဝဲလက်တီးပြီးထားတယ်လိုက်ပြီးတော့ pressure ပေးပြီးတော့ထိုးထားတယ်ဗျာ ကျွန်တော်နေတကယ်သဘောမကျတဲ့ချက်ကဘာလဲဆိုတော့သွေးလင်းတက်အနေနဲ့ဒီ clinch ဖြစ်သွားလို့ရှင်သူဒူးမတိုက်တတ်သေးဘူးဗျအဲ့ဒူးမတိုက်တတ်တာတော်တော်ဆိုးတယ်ဒါပေမဲ့လက်သီးထိုးတာကတော့မဆိုးဘူးဗျအမြင့်ချေကင်ချက်ချစ်ကန်ချက်တွေကောင်းတယ်ဗျအဓိကပြောရမယ်ဆိုရင်သွေးလင်းတက် look kick ကောင်းတယ် body kick တွေကောင်းတယ် high kick လည်းကောင်းတယ်ဗျသူ့မှာအဲ့လက်သီးထိုးတာနဲ့ဒူးတိုက်တာနည်းလိုသေးတယ်ဗျခုန spinning back elbow တထောင်ရဲ့ချက်ကျွေးသွားတာကတော့တော်လေးကိုကောင်းတယ်ဒါခုဆိုလို့ရှင်ရောက်လျှောက်ဆိုတော့ပဲလိုက်ပြီးတော့သွေးလင်းတက်က pressure ပေးပြီးတော့ကစားနေတယ်ဗျ ။အိုးနောက်ပြန်ဒါရရှေ့ရိုက်ဖို့ကြိုးစားပေးမယ်တပတ်ကဖမ်းပြီးတော့ကင်ပေါက်ပစ်လိုက်တယ်ဗျ။ထပ်ပြီးတော့ locate တွေပေးထားပြန်ပြီ။ Okay. Clinch မလုပ်ဘဲနဲ့နောက်ကနေဖတ်ထားတယ်ဗျာ။ဘလုံးမဆင်မပြေဘူးလားကြာ။အိုးဒုလင်းချက်ကိုဖမ်းပြီးတော့ဒူးတိုက်တယ်ဗျာ။အဲ့ဒါလေးနည်းနည်းလေးတော့ထိသွားတယ်။ Okay. ဒုတိယချီတော့ပြီးသွားပြီဗျဒုတိယချီပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်တော့တော်တော်လေးကိုပြိုင်ဆိုင်မှုအားကောင်းတယ်လို့ပြောရမှာဗျဒိုလင်းထက်အနေနဲ့ဒီ spinning back elbow နောက်ပြန်ထောင်ရဲ့ channel knockdown လောက်ပြသွားနိုင်ခဲ့တာတော်တော်လေးကိုမိုက်တဲ့ဖိုးတက်ကွက်လို့ပဲပြောရမှာပဲဗျဆက်စားခြင်းပဲ push kick ကန်ချက်တွေနဲ့ပေးထားတယ်ဗျအိုးနောက်ထပ် spinning back elbow spinning back elbow နှလုံးဗျတတိယချီမှာနောက်ထပ်တစ်လုံး oh my god ဒိုလင်းထက်တော်တော်လေးကိုကောင်းတယ်ဗျဂျော်ဒန်တဲ့ကိုထိပြီးတော့ကြာတော့တာဒန်နီကြီး message ရေးပေးနေပြီဗျ တော်တော်လေးကိုကောင်းပါတယ် spinning back apple နောက်ပြန်ရောင်ရိုက်ချက်ဆိုတာပါလဲဆိုတာပြသွားတယ်ပွဲပြန်ကဲဒူလွန်တက် stance ပါပြောင်းပြီးတော့ကစားနေပြန်မိုက်တယ်ဗျကဲဘဲချိတ်ကကြက်တွေပေးထားတယ်ဒူလွန်တက်က stance ပြောင်းပြီးတော့ကစားတတ်တယ်ဗျဘဲတန်ညာတန်ပေါ့ဗျာအိုးမြင့်ချိတ်ကကြက်တွေပေးထားတယ်ဒီဘက်က rocky ဆိုတဲ့ fighter လဲသူ့နာမည်နဲ့လိုက်အောင်သူ့တွေနဲ့ပြန်ပြန်ပြီးတော့ထထလာတယ်ဗျာ ဘယ်သွလင်းတက် defense ပိုင်းမှာတော့နိုင်ငယ်လိုနေသေးတယ်ဗျအမှန်တိုင်းမညာတဲ့ဝေဖန်ရမယ်ဆိုလို့ရှိရင်သူ defense ပိုင်းမှာနိုင်ငယ်လိုအပ်နေသေးတယ် Oh my god မြေချေကန်ချက်တွေပေးထားတာကောင်းတယ်ဗျ Oh ကောင်းတယ်လက်တီချက်တွေပေးထားတယ် Oh my god နောက်ထပ်လက်တီချက်တွေထပ်ပြီးတော့ပေးထားပြန်ပြီဗျ Gene logic ကပြန်ပြီးတော့ခွဲထားပေးလိုက်ပြီ Oh ချုပ်ပြီးတော့ဒူးတိုက်ထားတယ် ကိုလွင်တက်အနေနဲ့ဂ ුණ ကကျွန်တော်ပြောလို့ပဲဝေဖန်ရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဂ ුණ ကလောက်ပြသွားတဲ့ spinning back elbow တွေဘာညာကောင်းတယ်သူရဲ့ပြိတက်ကိုပြေဝဖေမှုပေးနိုင်တယ်ဒါပေမဲ့သူရဲ့လက်သီးထိုးချက်နဲ့ဒီအရှောင်တိန်ပိုင်းမှာပေါ့နော် defense အပိုင်းမှာနေငယ်လိုအပ်နေတယ်ပြဘာဖြစ်လို့လဲဆိုတော့လူလက်သီးထိုးတာကိုကြည့်မယ်ဆိုလို့ရှိရင်တွဲလုံး1 2 3တော့မတွေ့ရဘူးတကယ်လက်သီးကြီးတွေအဲ့လိုမျိုးထိုးတာကိုတွေ့ရတယ်ဗျ right လက်သီးတွေအဲခု clinch ပြန်ဖြစ်နေပြန်ပြီဗျ ဒူးတိုက်တာလည်းမတွေ့ရဘူးဗျ clinch ဖြစ်လို့ဒူးတိုက်တာလည်းမတွေ့ရဘူးဖတ်ထားတာပဲတွေ့ရတယ်ဗျအဲ့တော့အဆင်မပြေဘူးအဲ့ဒါတော့အိုးချီကန်ချက်တွေပေးထားတယ်နောက်ထပ်လက်သီးကြီးတွေပဲပေးထားတယ်ဗျ get clinch ဖြစ်သွားပြီတတော်ရိုက်ချက်တွေ့ရဘူးဒူးတိုက်ချက်မတွေ့ရဘူးအဲ့ချက်တွေကလိုအပ်နေသေးတယ်ဗျသူနေနေကလည်းတိုင်ဘက်ကိုလုံးဝနောက်တောင်းတစ်ခါပြေးထားတဲ့အတွက်ကြောင့်မလို့တကယ်စိတ်အေးအေးနဲ့ကစားနေတာဗျ အမတ်ယူပြီးတော့ကစားလို့ရတယ်ဆိုပြီးစေးရည်နဲ့ကစားနေတာဝန်တူတွဲလုံးတွေပေးထားတယ်ဗျအေးဝိုင်လက်သီးတွေထိုးတာကျွန်တော်တော်တော်သဘောမကျဘူးဗျဘာလို့လဲဆိုတော့အဲ့ဒါကထိရင်တော့တစ်ဖက်ပြန်မဲ့ fighter ကြားတယ်နဲဒါပေမဲ့ကိုယ်ပြန်ပြီးတော့ counter တေချာထိုးတတ်တဲ့ fighter နဲ့တွဲရင်လုံးဝအထိနာသွားစီမယ်လက်သီးချက်တွေကြားတာတွေရောစားကြီးရလို့ပြောမှာပေါ့ဗျရေရချီရတော့တကယ်မြင်မြန်ဆိုင်ဆိုင်ပဲစော့နေကြတယ် ခုနနောက်တောင်းကျသွားတာတော်တော်လေးတော့မိုက်တယ်ဗျโอ้ oh my god 1 2 12လုံးနေပေးထားတယ်။အဲ1 2 12လုံးပထမအဟုဆုံးသုံးတဲ့ပုံစံဖြစ်နေတယ်ဗျ။သူကလက်သီးကြီးတွေပဲထိုးတာဗျ။ဝိုင်းလက်သီးကြီးတွေပဲထိုးတော့။ထပ်ပြီးတော့ပေးထားပြန်ပြီ။ ကဲတတိယကြီးပြီးသွားပြီတတိယကြီးပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်တော့သွေးလင်းထက်ကပြည်သက်တွေအားလုံးသိတဲ့အတိုင်းပဲဒိုင်ဆုံးဖြတ်နဲ့ဒီဘက်ဖိုက်တာ Rocky ကိုနိုင်သွားတယ် Rocky ကိုနိုင်သွားတဲ့ဆိုတဲ့နောက်မှာထိုင်းနိုင်ငံသားဖိုက်တာကိုအမတ်နဲ့နိုင်တဲ့ဖိုက်တာဖြစ်လာပြီဗျတော်တော်လေးကိုချီးလို့ကောင်းပါတယ်ထိုင်းနိုင်ငံသားဖိုက်တာအနေနဲ့ကလည်းပြည်သက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲထိုင်းနိုင်ငံသားဖိုက်တာတွေကိုအမတ်နဲ့နိုင်ဖို့မလွယ်ဘူးဗျသွေးလင်းထက်အနေနဲ့ဒီ knockdown နှစ်ခါသူထိုးပြသွားတယ်လို့နိုင်တယ်လို့ပြောရမှာဗျ တော်တော်လေးကြည့်လို့ကောင်းခဲ့တဲ့ပွဲတော်ပဲပါပရိသတ်တွေနေကရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတမင်ယူဆချက်လေးတွေရှိလဲဆိုတာကျွန်တော်ကောင်းမှာဆွေးနွေးချင်းခုံတုံးသက်ပေးကြပါဦးခင်ဗျာ